လူဘွားဆိုတာအရွယ်10မျိုးရှိတယ်အရွယ်10မျိုးရှိတယ်လူဘွားရဲ့အခိုက်တန့်တွေဟာ10မျိုးနော်တဏ္ဍာနေပြီးတော့ဆယ်နှစ်သားထီအောင်မန္တဒသကလို့ခေါ်တယ်နော်10ခုအစုတဏ္ဍာအရွယ်ကနေပြီးတော့ဆယ်နှစ်သားအရွယ်ထီအောင်မွေးလာပြီးတဲ့နောက်ပေါ့လေ10နှစ်ထီအောင်မန္တဒသက ခန္ဓာကိုယ်ကလည်းနှုနေတယ်အတိညာလည်းနှုနေတယ်စိတ်ဓာတ်ကလည်းနှုနံဟောကလေးအရွယ်အဲ့ဒီကလေးအရွယ်ကနေတခါပြောင်းလဲလာတဲ့အခါမှာ၁၇နှစ်ကနေပြီးအသက်20ထိအောင်ကျတော့ခိတ်တာဓာတ်တကတကယ်ချင်းပေါင်းသိနေနဲ့ပျော်တဲ့အရွယ်ဖြစ်လာတယ်အဲ့ဒါလည်းပဲဒီတိုင်းတည်မြဲနေတာမဟုတ်ဘူးနော်၂၁ကနေပြီးတော့30ကျတော့ဝဏ္ဏဓာတ်တက ရုပ်အစင်းလေးတွေလှပပြီးတော့လူဟာထွားကျိုင်းလာတယ်။ထွားကျိုင်းလာတယ်။အသားရည်တွေစုပ်ပြေးလာတယ်။အဲ့ဒါလဲကြာရှည်မခံဘူးစနစ်ပြေးတာ ਨੇ ။နော်။31ကနေ40ရောက်လာတဲ့အခါမှာဗလတ်ထသက်ကဗလတ်ထသက်ကခွန်အားတွေတောင်းတင်းလာတယ်။အဲ့ဒီရွယ်ရလည်းပဲကုံဆုံးသွားတဲ့အခါမှာ41ကနေပြီးတော့90ပညာထသက်က ပညာအရာအရာရာမှာစင်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 ချင်းချင်းစင်စင်ဆာဆာလှုပ်တဲ့အရွယ်ရောက်မှာအေး51ကနေ60ကျတော့အားလုံးဟာပြန်ပြီးတော့ကြလာတယ်ဟာနိဒတက51ကနေ60ဆိုအကြပိုင်းရောက်လာတယ်အဲ့တော့ကြတဲ့အခါမှာတော့မြန်မြန်ကြတာရှိတယ်နှိမ့်နှိမ့်ကြတာရှိတယ်ပေါ့နှိမ့်နှိမ့်ကြတဲ့လူတော့အရွယ်တင်တယ်လို့ချီးမွမ်းကြတာပေါ့နော်အဲ့တော့51ကနေ60ကအကြပဲအတိုးမရှိဘူး အဲ့ဒါကိုဟာနိဓာတကလို့ခေါ်တယ်61ကနေ90ကျတော့သူကပပ္ပါရဓာတကလမ်းသွားရင်ဂိုင်းတိုင်းဂိုင်းတိုင်းဖြစ်လာပြီနော်ဂိုင်းတိုင်းဂိုင်းတိုင်းဖြစ်လာအဲ့ဒီလို90ကနေပြီးတခါ61ကနေပြီး80ရောက်လာတဲ့အခါကျတော့ဝင်ကဓာတကလက်ပြင်းလေးတွေကုန်းလာတယ်ခါလေးတွေကုန်းလာကုန်းတဲ့အရွယ်ဂိုင်းတဲ့အရွယ်ရောက်လာအေး81ကနေ90ကျတော့ မောမှုဟာဓာတ်တဲ့ကမိတယ်အခုပဲထွင်းစားပြီးစားရသေးဘူးလို့ပြောချင်းပြောတယ်ကိုပစ္စည်းလေးထားပြီးဘုနာထားပြီးရှာလို့လိုက်ရှာလို့ရှာရောင်းမှခါထူရှာလို့ရှာနော်ထားပြီးတော့မိလားအေး61ကနေတရားကြတဲ့အခါကျတယ်ရဏဓာတ်တဲ့ကအဲ့ရထဲမှာခွေးနေတာပဲများတော့တယ်အဲ့ဒီလိုလူဘွားဟာအပိုင်း၁၀ပိုင်းနဲ့ အရွယ်ဆယ်မျိုးနဲ့တစ်ခုပြီးတစ်ခုပြီးကုန်းလာတာတဲ့သူညီကိုအဲတမ္မုဒ္ဓဘယင်ကိုစိတ်တရတိကနေတရားဟောတာဒတိဝိမဝတ္တတ္တာနော်အဋ္ဌာဏဣဒ္ဓစီဝိတံလူတွေရဲ့အသက်ဆိုတာတဲ့အခုလို့ရွေ့ရွေ့အပတိညေဝတံအောဒိကန့်တတ်ထားတဲ့အတိုင်းအတာတစ်ခုပြည့်အောင်ဘယ်သူမှမနေရဘူးတဲ့နော် စနစ်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 နဲ့ပြောင်းနေကြတာတချို့မှမန္တတသကရင်သေးသွားမယ်တချို့ကတော့ခိတ္တတသကရင်သေးသွားမယ်တချို့ကဝဏ္ဏတသကရင်သေးသွားမယ်ဒီဓာလက10ခုဆိုတတ္တရာရှိရအဲ့ဒီထီအောင်ရောက်တဲ့ပုဂ္ဂိုလ်နော်နေတယ်အပတ္တိညေဝတံဩဒိဆရာဆရာအစုလိုက်စနစ်တစုစနစ်တစုမရောက်ခင်ပဲနလောစိန်တော်ဝသုတ်တတိ ယူပင်လေးကိုခုတ်ပြီးတော့ခုတ်ပြီးတော့နေဘူးထဲချလိုက်တဲ့အခါယူပင်လေးကရှုံသွားသလိုပဲနော်နေဘူးလောင်ပြီးတော့ယူပင်ဟာရှုံသွားသလိုပဲလူဟာလည်းပဲဒီသေဆုံးခြင်းနဲ့ကြုံတွေ့ရတယ်ဒါကြောင့်မလို့ငါမင်းစည်းစိမ်ကိုမလို့ခြင်းဘူးတို့နေရတဲ့ဘဝလေးဟာခဏလေးပဲ